မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလာ၁ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ ရန်ကုန်တိုင်းမြောက်ကလာပါမြို့နယ်မှာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့တရားမဝင်ရွေးကောက်ပွဲကိစ္စများကိုပူးပေါင်းဆောင်ရွက်နေတဲ့ရွှေပောက်ကံမြို့တဲ့22ရက်ကွာအုပ်ချုပ်ရင်းမှုရုံးကိုဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ30ရက်နေ့ည10:30မိနစ်ခန့်မှာမြောက်ကလာပါမြို့နယ်ရွှေပောက်ကံမြို့တဲ့22ရက်ကွာအုပ်ချုပ်ရင်းမှုရုံးကိုတော်လိုင်းရဲဘော်များကပြင်းအားမြင့်တဲ့မိုင်းတစ်လုံး၊လက်ပြပုံးနှလုံးလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအခြေအနေကိုအတိမပြုတ်နိုင်သေးပဲတော်လိုင်းရဲဘော်များကတော့အထူးကံမရှိပဲ ်ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်အခုလိုတိုက်ခိုက်ခြင်းဟာ၂၀နှစ်ရက်ွက်အုပ်ချုပ်ရေးမှူးရုံးကအုပ်ချုပ်ရေးမှူးများနဲ့အောက်တန်းစားလူမိုက်အဖွဲ့များဟာတရားမဝင်ရွေးကောက်ပွဲကိစ္စများကိုဆောင်ရွက်ခြင်းလူငယ်လူရွယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့စစ်မှုထမ်းလိုအပ်တဲ့နေရာများကိုရောင်းစားပြီးတော့လူကုန်ကူးခြင်းများကိုလှုပ်ဆောင်နေတဲ့အတွက်တိုက်ခိုက်ခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ် အဲ့ဒီအုပ်ကြီးကအရင်ကရဲပါရဲကနေထွက်ပြီးတော့အုပ်ကြီးနေရာဝင်ယူပြီးရက်ွက်နေပြည်သူကိုလူပါဝအနိုင်ကျင့်နေတာပါကျွန်တော်တို့စီမှာတာဝန်သိပြည်သူတွေသတင်းပေးချက်တွေအရအုပ်ချုပ်ရေးမှူးတော်တော်များများရဲ့အချက်အလက်အသေးစိတ်ကအစရထားပါတယ်လူပါဝနေတဲ့အုပ်ကြီးတွေမစင်မချင်းနေရင်တော့ကျွန်တော်တို့တနေ့နေ့အရောက်လာခဲ့မှာပါစစ်မှုတန်းငွေကြေးအဓမ္မကောက်ခံတာရဲ့တရားမဝင်ရွေးကောက်ပွဲအတွက်ရက်ွက်နေပြည်သူအပေါ်ကိုဖိအားမျိုးမျိုးပေးနေတာတွေကြောင့်တိုက်ခိုက်ခဲ့တာပါလို့ရန်ကုန်အာမီ WA ကတောင်ရှိသူကပြောဆိုထားပါဗျ။ ၎င်းတိုက်ခတ်မှုကိုရန်ကုန်အာမေ YA နဲ့အနောက်ပိုင်း KAI ပကဖတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့အကြမ်းဖက်စစ်ကောင်စီနဲ့ပတ်သက်တဲ့ပြစ်မှတ်များအကြမ်းဖက်စစ်ကောင်စီပြစ်လုံးမဲ့တရားမဝင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပါဝင်လုက္ကင်နေသူများကို ဆက်လက်ပြီးတော့အပြင်းထန်တိုက်ခိုက်သွားမှာဖြစ်ကြောင်း 1A ကတာဝန်ရှိသူကဆက်လက်ပြောဆိုထားပါတယ်။အလားတူပဲစက်တဘာလ29ရက်နေ့ည10:00နာရီကျော်လောက်မှာလဲဗဟန်းမြို့နယ်ကဘာကြီးဖျားလမ်းပေါ်မှာရှိတဲ့ဗဟန်းမြို့မှာရဲစခန်းကိုတော်လိုင်းရဲဘော်များကလက်ပစ်ပုံနှလုံးနဲ့ပြစ်သွင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့ပြင်စေမိုင်ခန့်ပတ်လည်မှာဖြစ်ပွားနေတဲ့လက်ရှိတိုက်ပွဲမှာအချမ်းဘတ်စစ်တပ်ကအင်အားများဖြည့်တင်းပြီးတော့အချင်းချင်းစစ်ကြောင်းထုတ်လာတော့လဲအရခတ်တပ်တော် AA ရဲ့စီရေးပြူဟာအောက်မှာအကြအဆုံးထိခိုက်များပြီးတော့အလူးလဲခံနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ29ရက်နေ့ကဒညဝတီရေဒက်စခန်းဌာနချုပ်အနီးမှာရှိတဲ့စီမော်ဘက်ကနေကုလဘာချေးရွာဘက်ကိုစစ်ကြောင်းထုတ်လာတယ်။ အကြမ်းဖက်စစ်ခွေးအင်အား150ကျော်ပါတဲ့စစ်ကြောင်းနဲ့ရဲတပ်ရင်း30နှစ်ကထွက်လာတဲ့အင်အား100ကျော်ပါတဲ့စစ်ကြောင်းတို့ဟာရှေ့စဉ်နောက်စဉ်တက်လာရာဂေါ်တူတောင်တန်းကုလပါကြီးရွာနာအရောက်မှာအေးအေးထန်ချေမုံခံလိုက်ရတယ်လို့၎င်းကပြောဆိုထားပါတယ်ဟိုတနေ့ကဂေါ်တူတောင်ကိုရှေ့စဉ်နောက်စဉ်တက်လာတာစစ်ခွေးစစ်ကြောင်း2ကြောင်း နှစ်ခုပေါင်းတော့အင်အား200ကျော်ပါတယ်ကျွန်တော်တို့ဘက်ကအသာစီးရတယ်လက်စုပ်လက်ကင်မပြနိုင်ပေမဲ့တေတာကတော့တော်တော်လေးကိုသိမယ်ကြာသွားတာမှအတုံးယုံပဲအလောင်းတွေဆွဲပြီးနောက်ဆုပ်ထွက်ပြေးသွားကြတယ်လို့၎င်းကရှင်းပြထားပါတယ်အရိကထိခိုက်သွားတဲ့အကြမ်းဖက်စစ်ခွဲစစ်ကြောင်းဟာပထမတက်လာတဲ့စစ်ကြောင်းဖြစ်ပြီးတော့တက်ပြိုသွားကဖြိုဖြဲနောက်ဆုတ်ထွက်ပြေးသွားကြပြီးတော့နောက်ထပ်မံတက်လာတဲ့စစ်ကြောင်းနှစ်ခုပေါင်းပြီးတော့ပြန်ကျဲနေတဲ့အလောင်းများကိုကောက်ယူသွားကြတယ်လို့သိရပါတယ်။ညောင်ရီရေးတဲ့စခန်းဌာနချုပ်ရှိတယ်။စီမော်ဘက်ကနေတက်လာတဲ့စစ်ကြောင်းကိုအေအေကငိုက်ဖမ်းပြီးတော့တိုက်တာ တော်တော်လေးကိုတည်သွားတာပါဗျာနောက်တက်လာတဲ့စစ်ကြောင်းထက်ပူပေါင်းအင်အားတွေဖြည့်ပြီးတော့ကိုတက်လာတာလို့၎င်းကပြောပြထားပါတယ်အဲ့ဒီထမှန်တက်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းနဲ့အေအေတို့ကြားမှာထမှန်ထိပ်တွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာစစ်တပ်ကနောက်တန်းကနေပြီးတော့လက်နက်ကြီးနဲ့ပစ်ကူပေးတဲ့အတွက်နှစ်ဖက်တိုက်ပွဲဟာပြင်းထန်ခဲ့တယ်လို့ပြောဆိုထားပါတယ်သူတို့ထပ်ပြီးတော့ကြားဖြတ်တိုက်ခိုက်ခံရတာနဲ့ချက်ချင်းပဲညောင်ရီရေးတဲ့စခန်းကလက်နက်ကြီးအတွဲလိုက်တွေဒရယ်ဆက်ပစ်တယ် ရဲတိုက်ရင်32ကပြစ်တယ်နေဗီကပြစ်တယ်နောက်ပြီးတော့ drone နဲ့လာချတယ်ပြစ်ခတ်တန်တွေမှာစူညံနေတာပဲလို့ပြောဆိုထားပါတယ် ကျောက်ဖြူမြို့ပြင်မှာဖြစ်ပွားနေတဲ့တိုက်ပွဲမှာအကြမ်းမဆက်တကအကြအဆုံးများပြားတော့လေအင်အားများကိုထပ်မံဖြည့်တင်းကထိုးစစ်ပြန်လဲပြင်ဆင်နေတဲ့အတွက်တိုက်ပွဲတွေဟာနေတိုင်းလိုလိုနေရာကွက်ပြီးတော့ပြင်းထန်နေတယ်လို့သိရပါတယ်တိုက်ပွဲပြင်းထန်တဲ့နေရာများဟာကျောက်ဖြူမြို့နယ်မှာရှိတဲ့ဂေါ်ဒူတောင်တန်းပတ်ဝန်းကျင်နဲ့တစ်ပုတ်တောင်တိုက်နယ်ကုလဘာကြီးပါပတ်ဝန်းကျင်တလျှောက်မှာဖြစ်တယ်လို့သိရပါတယ်အရခတ်တက်တော်အေအေထိန်းချုပ်နေရာများကကြီးပါတချို့ကဒေသခံပြည်သူများဟာလဲနေဗီနဲ့လေကြောင်းရံကိုကြောက်ပြီးတော့ ဘေးလွယာကိုထွက်ပြေးပြီးတော့စစ်ဘေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်ကော်မရှင်ကစစ်သားဝန်ထမ်းနဲ့အငိမ့်စားဝန်ထမ်းများအလုံးကိုအော်တိုဝါလာတရက်နေ့ကနေစတင်ပြီးတော့အပိုထောက်ပံ့ဈေးဆိုပြီးခေါင်းစစ်တပ်ကလအစာ3000တိုးမြင့်လိုက်ပြီးတော့ဝန်ကြီးဌာနကနေစားလုံအားကားတွေကိုတော့တရက်ကို9800ကျပ်အထိတိုးမြင့်ပေးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဝါလာတရက်နေ့ကစတင်ပြီးတော့တနိုင်ငံလုံးမှာရှိတဲ့ဝန်ထမ်းများစစ်ခွေးများအငိမ့်စားများအနေနဲ့လအစဉ်အပိုထောက်ပံ့ဈေးအဖြစ်နဲ့လအစာ3000တိုးမြင့်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။2023ခု ှစ်အောက်တိုဘာလမှာပထမအကြိမ်အဖြစ်တအူးကိုအပိုထောက်ပံ့ခြင်း3000ကျပ်ကို၎င်း2024ခုနှစ်ဩဂတ်လမှာဒုတိယအကြိမ်အဖြစ်တအူးကိုအပိုထောက်ပံ့ခြင်း3000ကို၎င်းစုစုပေါင်းအပိုထောက်ပံ့ခြင်း6000တိုးမြှင့်ပေးခဲ့တယ်လို့သိရပါတယ်။အခုအောက်တိုဘာလ10ရက်နေ့ကစတင်ပြီးတော့တတိယအကြိမ်အဖြစ်လစဉ်အပိုထောက်ပံ့ခြင်း3000ထပ်မံတိုးမြှင့်ပေးလိုက်ပြီးတော့ဝန်ထမ်းများစိတ်ခွေးများအနေနဲ့လစဉ်အပိုထောက်ပံ့ခြင်း9000ခန်းစားခွင့်ပြုလိုက်ကြောင်းသိရပါတယ်။အဲ့ဒီအပိုထောက်ပံ့ခြင်းတိုးမြှင့်မှုမှာ အငိမ့်သားဝန်ထမ်းများလည်းအကျုံးဝင်ပြီးတော့ဒီကနေ့အော်တိုဘားလ၁ရက်နေ့ကစတင်ပြီးတော့အငိမ့်သားဝန်ထမ်းများလည်းလစဉ်3000ထပ်ဆောင်ရမှာဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ဝန်ကြီးဌာနများမှနေစားလုပ်ကိုင်နေကြတဲ့နေစားဝန်ထမ်းတွေကိုတော့တရက်ကိုလောအားကအဖြစ်9800တိုးမြင့်သတ်မှတ်ပေးလိုက်တယ်လို့သိရပါတယ်။ဒါကြောင့်အကြမ်းဖက်စစ်ကောင်စီကတိုးမြင့်ပေးလိုက်တဲ့လစာကြောင်းဝန်ထမ်းတတန်းကျော်အငိမ့်သားဝန်ထမ်းတတန်းနီးပါးနဲ့စစ်ခွေးများအလုံးအတွက်လစဉ်ငွေကြေးများ ထမှန်ရိုက်နေရမှာဖြစ်ပြီးတော့မြို့ပြဒေသများကဝန်ထမ်းတွေအတွက်တော့ဒီဂျစ်တယ်ငွေချင်းနဲ့လစာပေးချေသွားမှာဖြစ်တယ်လို့သိရပါဗျာ။ တဦးကို3000ကျပ်နဲ့လက်ရှိဝန်ထမ်းအငိမ့်သားဝန်ထမ်းနဲ့စစ်ခွေးတွေအတွက်စုစုပေါင်းလူဦးရေ3000နီးပါးအတွက်ငွေဆက်ကူတွေထပ်ပြီးရိုက်နေရအောင်ပါနေပြည်တော်ရန်ကုန်မန္တလေးမှာရှိတဲ့ဝန်ထမ်းတွေကတော့ digital ငွေကြေးနဲ့ပေးမယ်လို့သိရတယ်။ဂျန်နဲ့အခြားပြည်နယ်တွေအတိုင်းမှာရှိတဲ့ဝန်ထမ်းတွေနဲ့အငိမ့်သားဝန်ထမ်းတွေစစ်ခွေးတွေအတွက်ကတော့ငွေဆက်ကူတွေထပ်ရရမယ်သဘောရှိပါတယ်။ငွေကြေးဖောင်းပွားမှုကထပ်ပြီးတော့ဖြစ်လာနိုင်ပါတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မော်ပြည်နယ်ရေးမြို့နယ်လမိုင်းမြို့မှာအမတ်တရက်ကွက်အုပ်ချုပ်ရေးမှုပြစ်တက်ခံရပြီးတဲ့နောက်လူငယ်ဒါဇင်နဲ့ချီဖမ်းဆီးခံထားရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပြီးခဲ့တဲ့စက်တဘာလ28ရက်နေ့ကလမိုင်းမြို့မှာအမတ်တရက်ကွက်အုပ်ချုပ်ရေးမှူးဦးကျော်ဦးကိုလက်နက်ကင်ထားတဲ့လူနာဦးကသူ့ရဲ့နေအိမ်ရှိမှာပဲတနက်နဲ့ပြစ်ခတ်သွားတယ်လို့သိရပါတယ်။အုပ်ချုပ်ရေးမှူးတနက်နဲ့ပြစ်ခတ်ခံရပြီးတဲ့နောက်စစ်ကောင်မရှင်တပ်နဲ့ရဲတပ်ဖွဲ့ပူးပေါင်းအဖွဲ့တွေဟာလမိုင်းမြို့အဝင်းထွက်လမ်းတွေမှာပိတ်ဆို့စစ်ဆေးမှုတွေပြုလုပ်သွားပြီးတော့လမ်းသွားလမ်းလာတဲ့လူငယ်တွေကိုလည်းဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ဒေသခံတွေရဲ့ပြောပြချက်အရဖမ်းဆီးခံရတဲ့လူငယ်တွေဟာလမိုင်းမြို့ဒေသခံတွေအပြင် ကော့ဒွန်နဲ့တောင်ပုံချေးရွာအပါအဝင်အနီးနားပတ်ဝန်းကျင်ချေးရွာဒေသခံလူငယ်တွေဖြစ်ပြီးတော့အသက်20နဲ့30ဝန်းကျင်ရှိတဲ့လူငယ်အွယ်တွေဖြစ်တယ်လို့ပြောပါတယ်။ဖမ်းဆီးခံတဲ့လူငယ်တွေကိုမော့ကနေအခြေစားအမှတ်16ချေတင်တရင်ထံကိုခေါ်သွားပြီးတော့စီးနှင်းလာတဲ့ဆိုင်ကယ်တွေကိုပါတဘာတဲ့တင်းယူသွားတယ်လို့ဆိုပါတယ်။ဖမ်းဆီးခံတဲ့ဒေသခံလူငယ်တွေကိုမိသားစုဝင်တွေကတွားရောက်တွေ့ဆုံဖို့ကြိုးစားကြပါမယ်။ တွဲခွင့်မပေးဘူးလို့မိသားစုနဲ့နှိစက်တဲ့ဒူရေစီကသိရပါတယ်။အလားတူပဲပြီးခဲ့တဲ့စက်တမလာ28ရက်နေ့ကလည်းမွန်ပြည်နယ်တထုံမြို့နယ်ကရင်လေးစိတ်ကြီးပါကိုစစ်ကောင်မရှင်တပ်ဝေအောင်စီးနှင်ပြီးတဲ့နောက်အသက်မပြည့်သေးတဲ့ကလေးတွေအပါအဝင်ဒေသခံအယောက်30ကျော်ကိုလည်းဖမ်းဆီးသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းလိုင်းသားရအရှိပိုင်းမြို့နယ်မှာအမတ်နဲ့ရက်ွက်အုပ်ချုပ်ရေးမှူးစမ်းမြင့်ကလူငယ်အလုပ်သမားများနေထိုင်တဲ့စက်ရုံအဆောင်နဲ့နေအိမ်များကိုလစဉ်ငွေကျပ်၅သိန်းအစည်းအဝေးအဖြစ်နဲ့တောင်းခံနေပြီးတော့အဆောင်ပိုင်းရှင်များကိုလည်းစစ်မှုထမ်းမဲ့လူငယ်များကိုလစဉ်ရှာခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လိုင်းသားမြို့နယ်အရှိပိုင်းအမတ်နဲ့ရက်ွက်မှာအုပ်ချုပ်ရေးမှူးအဖြစ်နဲ့လုတ်ကင်မဲ့သူမရှိတဲ့အတွက်ဘာထူး73လမ်းကျူးကျော်တဲမှာနေထိုင်တဲ့ဗျံကြအလုပ်သမားအောက်တန်းစားဆန်းမြင့်က အုတ်ချုပ်ရိမ်မှုအဖြစ်နဲ့ဝင်းအောင်လုတ်ကင်နေတယ်လို့သိရပါတယ်။ရက်ွက်အုတ်ချုပ်ရိမ်မှုဖြစ်လာတဲ့အချိန်ကစတင်ပြီးတော့မမတ်နဲ့ရက်ွက်မှာပုံစံအမျိုးမျိုးနဲ့ပြည်သူလူထုထံကနေပြီးတော့ငွေချေးများကောက်ခံလျက်ရှိရာဆက်ယုံအလုတ်ယုံများအဆောင်ပိုင်းရှင်များနဲ့အင်းငါးစားရသူများထံကနေလဲလစဉ်အစင်းချင်းအဖြစ်နဲ့အနည်းဆုံးငွေကျပ်3သိန်းကနေ9သိန်းအထိတောင်းခံနေတယ်လို့သိရပါတယ်။ အမတ်နဲ့ရက်ကွက်အုတ်ကြီးစမ်းမြင်ကကျူးကျော်ဗျံကြတဲမှာနေတဲ့ဗျံကြအောက်တန်းစားပါအုတ်ကြီးလုံးမဲ့လို့မရှိတော့အုတ်ကြီးထလို့တာပေါ့သူအုတ်ကြီးဖြစ်တဲ့အချိန်ကစပြီးတော့ပုံစံအမျိုးမျိုးနဲ့သရောင်းစားလို့ဝင်ညစ်တော့တာပဲအုတ်ကြီးစမ်းမြင်ကိုယ်တိုင်ဆက်ယုံအဆောင်တွေကိုအဲဆင်းဆိုပြီးတော့ဝင်စစ်တယ်အဲဆင်းမတိုင်လို့ဆိုပြီးတော့မင်းတို့တွေထောင်ကြခံမလားပတ်စံပေးမလားဆိုပြီးတော့ဝင်ညစ်ပါတယ်အခုတော့လူငယ်တွေရှိတဲ့စက်ယုံတွေအဆောင်တွေနေအိမ်တွေကိုလာစဉ်ငွေ9သိန်းအဲစင်းကြီးတောင်းပါတယ် တို့တို့လာမစစ်တော့ဘူးအစင်းစာရွက်ထုတ်ပေးမယ်ဆိုပြီးတော့တောင်းတာလို့အဆောင်ပိုင်းရှင်တဦးကပြောဆိုထားပါတယ်ဒါအပြင်လိုင်းသာယာမြို့နယ်အရှိပိုင်းအမှတ်နေရက်ွက်မှာစက်ရုံအဆောင်ပိုင်းရှင်များပုပ်ပလီကအဆောင်ပိုင်းရှင်များအနေနဲ့လာစဉ်စစ်မှုထမ်းမဲ့လူငယ်များကိုရှာပေးဆိုပြီးတော့အုပ်ချုပ်ရေးမှူးစမ်းမြင်ကဖိအားပေးလာတယ်လို့သိရပါတယ်မိမိတို့အဆောင်မှာနေထိုင်တဲ့လူငယ်တွေတဲကတင့်တော်သူများကိုစစ်မှုထမ်းရန်နာမည်စင်ပေးဖို့ခိုင်းနေတယ်လို့ပြောပါတယ် အဆောင်ပိုင်းရှင်တွေကပေးပို့လာတဲ့လူငယ်စည်ရင်းများအတိုင်းအုပ်ချုပ်ရေးအဖွဲ့နဲ့လူမိုင်များကလာရောက်ပြီးတော့ခေါ်ဆောင်มาဖြစ်တယ်လို့သိရပါဗျ။အဆောင်မှာလာနေတဲ့လူငယ်တွေကတလကိုတဦးတော့နာမည်စင်းရွေးပြီးတို့ဟာတို့လာခေါ်မယ်ကြီးကြီးသားသားမလိုက်ရင်တို့နီးတို့ဟန်နဲ့ဖမ်းသွားမယ်လို့ပြောတယ်။အဆောင်ပိုင်းရှင်တွေကိုစစ်မှုထမ်းလူငယ်စည်ရင်းလျှို့ဝှက်ပြီးတော့ပေးခိုင်းတာပါ။ ။မဆောင်ပိုင်ရှင်တွေကဘယ်ပေးကြမှာမလဲ။ကိုယ်စီမှာလာနေတဲ့ကလေးတွေကိုဘယ်စီးရင်နဲ့ထည့်ကြမှာမလဲ။တချို့ကငွေညစ်ခံရလူငယ်တွေကိုစီးရင်ပေးရဆိုတော့မလုပ်ချင်တော့လို့အဆောင်တွေတောင်ပိတ်ကုန်ကြပြီလို့တိုင်းသားရအရှိပိုင်အမှတ်နေရကွက်ကဒေသခံပြည်သူတို့ကပြောပြထားပါဗျ။ဒါအပြင် အမတ်နေ့ရက်ကွက်အုပ်ချုပ်ရေးမှုစမ်းမြင်ဟာပြူစောတိလူမိုက်များနဲ့အတူညအချိန်မှာလိုင်းသာယာမြို့နယ်အတွင်းမှာလှည့်လည်ကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခြင်းဖမ်းဆီးရရှိတဲ့လူငယ်များကိုစစ်မှုထမ်းလူစားထိုးအဖြစ်နဲ့လိုအပ်နေတဲ့ရက်ကွက်များထံကိုရောင်းချခြင်းစစ်မှုထမ်းကြီးကောက်ခံခြင်းအပါအဝင်ပြည်သူလူထုကိုဖိနှိပ်နေတဲ့အလုပ်များကိုလှုံ့ဆော်နေကြောင်းတရင်ရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့နေပြည်တော်လေဝေးမြို့နယ်မှာမိုးသည်ထန်စွာရွာသွန်းပြီးတော့ရေနှင်းမြုပ်မှုကြောင့်ကျေးရွာနေပြည်သူတချို့ရွှေပြောင်းပေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကစက်တင်ဘာလ30ရက်နေ့မနက်7:00နာရီခွဲလောက်ကစတင်ပြီးတော့နေပြည်တော်လေဝေးမြို့နယ်အေလာမြို့အတွင်းရန်ကုန်မန္တလေးမြို့ဆောင်လမ်းမေးနေရာအချို့မှာရေကြီးရေလျှံမှုများဖြစ်ပွားနေတယ်လို့သိရပါဗျ။အခုလိုမျိုးရေကြီးမှုကြောင့်အေလာမြို့ရုံးပင်ကျေးရွာအုပ်စုငပြောတော့ကျေးရွာနေပြည်သူတချို့ကိုပြောင်းရွှေ့ပေးနေရတယ်လို့သိရပါဗျ။အခုတော့ရေကတဖြည်းဖြည်းနဲ့ကျနေပါပြီ။ ရေကတဖြည်းဖြည်းနဲ့ကျလာတဲ့အနေအထားပေါ့အရန်တော့မကြသေးဘူးဗျနည်းနည်းချင်းကျနေတာပါမိုးရွာရင်တော့ပြန်တက်လာနိုင်တဲ့အခြေအနေရှိတယ်မနေ့က7ခွဲ7ဝင်းကျင်လောက်ကတရရိပ်တက်လာတာကျွန်တော်တို့ရောက်သွားတဲ့အချိန်3နာရီခွဲ4နာရီလောက်ဖြစ်သွားပြီဆိုတော့ဒေသခံတွေဘက်ကအကူအညီတောင်းတဲ့အခြေအနေနဲ့ကြုံရလို့တွားရပြီးတော့ကူညီပေးခဲ့တာပါကျေးရွာအနေငယ်လောက်ပဲရေဝေရောက်မှုရှိတာပါ ရွာတွေကိုရေဝိုင်းတဲ့ပုံစံမျိုးပေါ့မြေနေမိုင်းမှာရှိတဲ့မိသားစုအနေငယ်တော့ရွှေပြောင်းပေးရတာရှိပါတယ်မပြောတော့တရွာတွေပဲရွှေပြောင်းပေးရတာပါအေးလာမျိုးဘက်ကတော့ဘာမှမဖြစ်ဘူးမင်းညာကတော့နေပြီးတော့မှမိုးတွေထက်ရွာတယ်အဲ့ဒီရေကြီးတဲ့ဘက်ချမ်းတော့မရွာဘူးလို့သိရတယ်လို့ရေဘေးကူညီကယ်ဆယ်ရေးလှုပ်ဆောင်နေသူပရိုက်တာအဖွဲ့ဝင်တဦးကရှင်းပြထားပါတယ်အဲ့ဒီရေကြီးမှုဟာစစ်တောင်းမြေမြင့်တက်ပြီးတော့ပလွေချောင်းအတိုင်းရေဝင်ရောက်လာခြင်းဖြစ်ပြီးရန်ကုန်မန္တလေးမြို့ဆောင်လမ်းဘေးနေရာများမှာရေကြီးရေရှမ်းမှုများဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ အခုလိုရေဝင်ရောက်တဲ့အခြေရွာများအတွင်းကိုဂိယုနာရှင်လူမှုကွန်ရီပရိုက်တာအသင်းပြေဆန်အောင်လူမှုဂိယုနာရှင်လူမှုကွန်ရီပရိုက်တာအသင်းခေါမခြေရွာမိုးစိတ်တနာပရိုက်တာအသင်းပြေမနာတို့ကကဲဆယ်ရင်းနဲ့ရေပေးလို့ရကွန်ရီပေးခြင်းများကိုလှုပ်ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။ပြည်သူတွေအနေနဲ့မိုးစလညွန်ကြားချက်များကိုလိုက်နာကသတိပြုနေထိုင်ကြရန်နဲ့လူမှုကွန်ရီအဖွဲ့အစည်းများကတင်ပြထားတဲ့သတင်းများကိုလေ့လာနားထောင်ပေးကြပါရန်တိုက်တွန်းထားပါတယ်။ မိုးဆက်လက်ပြီးတော့ရွာသွန်းနေမယ်ဆိုပါကလေဝင်းမြို့နယ်အီလာမြို့တာဝဲထီမြို့စတဲ့ဒေသများပလွေးချောင်းအနီးမှာရှိတဲ့ကျေးရွာများရန်ကုန်မန္တလေးမြို့ဆောင်လမ်းမမှာရှိတဲ့ကျေးရွာနေပြည်သူများနဲ့စစ်တောင်းမြေအောက်ပါမှာရှိတဲ့မြို့များကျေးရွာများမှာနေတဲ့မိဘပြည်သူတွေအနေနဲ့သတိပြုနေထိုင်ပြီးတော့ဂျိုတင်ပြင်ဆင်စရာရှိတာများကိုပြင်ဆင်ထားကြရန်ဆက်လက်တိုက်တွန်းထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ပေါင်းကကင်းဝေးပြီးတော့အချမ်းမစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ